သတိကြာကဆိုတော့အကျိုးကိုမျောကိုပြီးတော့ကျွေးရတာမဟုတ်ဘူး။ဒါဆိုတော့လာတဲ့လူတွေခွန်ရသားသမီးတွေကိုအခုချိန်မှာအခုလိုလေးချက်ပြုတ်ကျွေးမှုလဲအတွက်မှာဗာနဲ့မှာခိုင်းနှံလို့များဝမ်းသာပီတိဖြစ်မိကြပေါ့။အဲဘယ်လောက်ထိကြာဆိုတော့ဆိုရင်လာမစားမှာတော့စိုးရင်ရတယ်။အခုလည်းလာစားကြပါတယ်။တော်များလည်းလာစားတော့ဝမ်းသာပီတိလည်းဖြစ်ပါတယ်။ကျောင်းမင်္ဂလာပါခင်ဗျာ။ဟုတ်မင်္ဂလာပါခင်ဗျာ။ဒီနေ့လုပ်ပြတဲ့စကုသီတာလူလေးကျောင်းကိုလည်းပထမဆုံးစပြီးမိတ်ဆက်ပြပါမယ်။ ။အဲဒီနေ့စတူဒီယာလေးချွေးပြရတဲ့အကြောင်းကတော့တို့စကြဝဠာဘူတီရွှေကုန်းစီတော်မြတ်မြားလိုက်တော်ကပြောမှာတော့နှစ်စဉ်ပြားဝဲပြုလုပ်ခြင်းမလေးရှိပါတယ်။အဲတော့နှစ်တိုင်းဒီနေ့မှာတော့အဲအကြောင်းမျိုးမျိုးကြောင့်ပြားဝဲမပြုလုပ်ဖြစ်ဘူး။ဒါပေမဲ့အဲဒီမှာအောက်မှာလည်းရည်တင်တဲ့အတွက်အကြောင်းမျိုးကြောင့်ပြားဝဲပြုလုပ်ပြီးအဲ့ဒါကြောင့်မလို့ဒီဘက်မှာအဲ့မှာမကြွရတဲ့တော်မျိုးဒီဘက်မှာလာပြီးတော့အဲအိမ်မှာပဲအကုန်လုံးအကန့်ကြည့်မိတာပေါ့ခုနကသားသမီးလေးတွေ အဲ့ဒါကြည့်ပေးခြင်းဒီပါတယ်ဘန်းတာပါတယ်ဘန်းတာပါတယ်ဆိုတော့ဒီထက်မကလည်းလူကျင်ပါတယ်လို့ဒီလိုလေးစားတာတော့လည်းမြင်တယ်ဒီထက်မကလည်းလူကျင်ပါတယ်တယောက်စားပေးရတူတယ်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ပါပြီကျွာကတော့ကျွာကြိုက်တယ်၆ချက်ကလေးကိုရှင်းပါတယ်ဒီလိုလူကျင်ပါတယ်ရှင်းလူလမ်းဖြစ်တယ်ဆိုတာကတော့ဆနာပြည်ကလူမဆရာရဲ့ဘဝမှာအချိန်ဆိုတာခဏလေးပဲနေရတာပါလူဘဝမှာအကောင်းဆုံးလေးကိုပဲလုပ်ရှင်ပါတယ်လို့ အဲ့ဒါကြောင့်မို့လေတက်နိုင်တဲ့ဘက်ကလေးကပါနေဖြစ်နေတာပါဆက်ပြီးတော့ဒါအခုမြားလိုက်တောင်မှာတော့ဆက်ပြီးတော့သာသနာပြုခွင့်ရအောင်မယ်ဆိုရင်ရှေ့ဆက်ပြီးတော့သာသနာပြုခြင်းပါသေးတယ်ဒါပေမဲ့အပြင်မဟိတမှာတော့သာသနာပြုရတဲ့ရင်ထဲမှာတော့သာသနာကုတော့ဓာတ်ဆောက်ပြုနေပါတယ်ဒါခုနကသာသမီပေါ်တွေမှာလည်းအပြင်မဟိတမှာဇေတီတေတာတဲ့မိမိရဲ့ကိုယ်ထဲမှာ အစ်စတာမှာပို့ပြီးတော့ဒီပြေဖို့ခုကတော့အားလုံးတိုက်တွန်းကြပါတယ်ဟုတ်ကို့လည်းအများကြီးပဲခုလိုပဲပေါ့နော်ဝိုင်းမှုကူညီပံ့ပိုးပေးကြတဲ့လူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဆက်ပြီးပြုတ်ပေးတဲ့လူတွေရောလာရောက်ပြီးတော့ဆန္ဒပသက်လို့ဟိုကူညီပံ့ပိုးပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်လို့